အလုံးဒီသတင်းလေးလာအောင်မျှဝေပေးတာဖြစ်ပါတယ်။မနေ့က28ရက်3လ2025မှာမြန်မာနိုင်ငံမှာအပြင်းထန်တဲ့ငလီတစ်ခုလှုပ်သွားလို့ပေါ့နော်။လူတွေအကုန်လုံးစိတ်ဆင်းရဲပြီးတော့အဆုံအသက်ဆုံးရှုံးတဲ့သူဆုံးရှုံးမိသားစုဝင်တွေဆုံးရှုံးတဲ့သူဆုံးရှုံးပေါ့နော်။အိုးအိမ်တိုက်တာတွေဆုံးရှုံးတဲ့သူဆုံးရှုံးမြန်မာနိုင်ငံမှာဖြစ်နေတဲ့အချိန်မှာဒီဘန်ကောက်မှာပေါ့နော်။ရုံမြတ်သူရဲ့ဂျူဝဲရဲ့နောက်တပည့်ကြီးရဲ့ပါဝင်နေပေါ့နော်။တခြားအဆိုတော်တွေလည်းပါဝင်ပြီးတော့ ဒီ spicy club ဘန်ကောက်မှာမနေ့ကပွဲတစ်ခုလုပ်ခဲ့ပါတယ်ဆိုတော့ အာဒီပွဲနဲ့ပတ်သက်ဒီပွဲလောက်တာနဲ့ပတ်သက်ပြီးတော့ပေါ့နော်သူတို့တွေကိုပြည်သက်တရားနေပြီးတော့ဝေဖန်မှုတွေအများကြီးနဲ့ဆဲဆိုနေကြတာပေါ့နော်အမြန်မာတနိုင်ငံလုံးဘေးဒုက္ခရောက်နေတဲ့အချိန်မှာအဲပွဲကိုတောင်မရက်နာပဲနေပေါ့နော်ရက်မချင်းပဲနေဒီလိုပွဲလောက်ပြီးတော့အပိုးဆိုးတာပေါ့နော်ဒီမှာတောင်းမှန်စာကြီးနဲ့အတနာခံစာလိုမျိုးကြီးတင်ပြီးတော့အဖုန်းအနေနဲ့ဓာတ်ပုံရိုက်တာတွေ live runner တွေမလုပ်ဖို့တွေပြောထားတဲ့အတွက်ကြောင့်မလို့အဲဝေဖန်မှုတွေမြင့်တက်နေရပဲဖြစ်ပါတယ်အခုဗီဒီယိုလေးကိုတစ်ချက်ကြည့်ကြည့်လိုက်ပါနော် စီယံချင်းခဲ့ပန်ဆိုင်မနေ့ကမြန်မာမှာရောထိုင်းမှာရောဖြစ်ပေါ်ရဲပေါ့နော်ဒီငလင်ကြောင့်မလို့ the one champion ရှင်လိုမျိုးပွဲကြီးတာရနာပြစ်လိုက်တဲ့အချိန်မှာသူတို့တွေကသူများနိုင်ငံလာပြီးတော့ကိုယ်နိုင်ငံအတွက်ဝမ်းနေကြမပြဘဲနဲ့တချင်းနေဆိုနေလို့ဆိုပြီးတော့အကုန်လုံးကဝေဖန်ပြောဆိုနေကြတာဖြစ်ပါတယ် မအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ပြည်သက်တွေပေါ့နော်ဒီလိုမျိုးဝိုင်းဝန်းပြောဆိုနေတဲ့ပြည်သူလူထုတွေကမလွန်လို့ပြောလို့ရတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့တခြားနိုင်ငံအမှုပညာရှင်တွေတောင်မှအာသူတို့ရဲ့အလုပ်တွေသူတို့ရဲ့ပွဲတွေအကုန်လုံးကိုဖျက်ပြီးတော့ပေါ့နော်ဒီထိုင်းနိုင်ငံအမှုပညာရှင်တွေဆိုလို့ရှိရင်ပြည်သူတွေနဲ့တသားရတယ်ပေါ့နော်ပြည်သူတွေရှိသွားတယ်အဆဆရေရာကုညီပေးနေတဲ့အချိန်မှာဒီလိုမျိုးကြီးတောင်းပန်လွှာရင်းနဲ့ရှိုးဘွက်တစ်ခုဆိုတာကဖြစ်တယ်လို့ထင်ပါတယ် ဒါကတော့ဗီဒီယိုတင်လိုက်တဲ့ကောင်လေးယူပေါ့နော်။အာဗီဒီယိုဖြတ်ဖို့အတွက်ပြောပြီးတော့ဗီဒီယိုဖြတ်ပြီးတဲ့နောက်ပိုင်းမှာရန်တွေ့ထားတဲ့အတန်ဖိုင်မှာခုမောင်လေးတို့တင်လိုက်တဲ့ဗီဒီယိုကိစ္စကြောင့်အမားတို့တညလုံးတောက်လျှောက်ပြဿနာတွေဖြေရှင်းနေရတယ်။ပြီးတော့ဒီ artist အတွက်လည်းအရန်ထိခိုက်နေတာမှုတွေရှိရဲ artist ရဲ့ page မှာရောအခုအရန်ကိုဆဲဆိုနေကြတယ်။မောင်လေးတင်လိုက်တဲ့ဗီဒီယို clip ကိုဖြတ်လိုက်ပြီးမှဒီကိစ္စကပြီးသွားတယ်လို့ထင်လား။ အခုထိအမားတို့လည်းအိတ်လို့မရဘူးပြဿနာကဒီကိစ္စကဒီလိုမျိုးဖြစ်သွားတဲ့ဟာကိုမောင်လေးတို့ကဒီဟာကိုပဲပြီးပြီးကိုယ့်ဖက်ကိုပဲတွေးပြီးမှသူများဖက်ကိုကြတော့မတွေးဒီဟာကပြီးသွားပြီလို့ထင်လား တော်လေဒီဗီဒီယိုထဲမှာဒီအတန်ဖိုင်မှာပြောထားတာပေါ့နော်အဲသူများကိုမတွေးပေးဘူးလို့လားဆိုတော့ကျွန်မပြောချင်တာကတော့ဘာဖြစ်လို့တွေးပေးကြလို့လဲနော်သူတို့တောင်ပြည်သူတွေအတွက်ပြည်သူတွေကိုတနာကြွနာမတက်ဘဲနဲ့ရှိုးဝဲသွားဆိုသေးရပဲဘာမှတွေးပေးကြမလို့လေသူတို့ပြန်ပြီးတော့ဟုတ်တယ်မလား ကျမကအရင်တော့ကဒီတပည့်ကြီးတို့ပေါ့နော်ရုံမြတ်သူတို့အရင်ကြိုက်ခဲ့တဲ့သူတို့ရဲ့ fan မှာအခုတော့သူတို့ဘိုင်းကော့ပါတော့မယ်အာဒီထဲမှာရေးထားသူတို့မျိုးပဲပေါ့နော်ဘိုင်းကော့မယ်ဆိုလို့ရှိရင်သူ့အကောင့်ကိုဒါမကပေါ့နော်သူဆိုတဲ့တချင်းနေရောအလုံးဝသူကြော်ညာတဲ့ပစ္စည်းတွေရောပေါ့နော်လုံးဝအာမပေးမှာပဲရမှာပါအာအရင်ကလေ G Fat Fan G Fat Fan ကိုအခုတော့ကျမ G Fat ကိုလည်းဘိုင်းကော့လိုက်တာကြာပါပြီအဲ့တော့ပြည်သူတွေညီမှပဲရမယ်လို့ပြောချင်ပါတယ်